ဒီမှာကျွန်တော်တို့ကဒီသုံးလုံးပေါင်းချင်း6ခါတယ်တော့ဒီသုံးလုံးပေါင်းချင်း6လို့ပြန်ချုပ်လာတာရေးရလေလေကိုချုပ်တာနော်တော့ဒီသုံးလုံးပေါင်းချင်း1ခါဒီသုံးလုံးပေါင်းချင်း1လို့ချုပ်တယ်ဒီသုံးလုံးပေါင်းချင်း3ခါဒီသုံးလုံးပေါင်းချင်း3ခါလို့ချုပ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ဒီဆက်နေကြိမ်မှာဘောနော်ကျွန်တော်ဒါ data quad data quad ကျွန်တော်ချုပ်ကြည့် site ပေါ့နော်ကျွန်တော်ပြချင်တာဖြစ်ပါတယ် သူကြီးဆိုင်သူကလေးပင် တက်ကက်ဆိုင်ပေါ့နော်တုံးကက်မြောက်ခွင့်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီခွင့် site လေးကိုလည်းအားလုံးလည်းကြံ့နေတတ်မယ်လို့ကျွန်တော်မျှော်လင့်ထားပါပေါ့နော်ဒီဖြစ်နိုင်ခြေလေးကျွန်တော်တို့ရှိတယ်ပေါ့နော်ရှစ်ထိပ်ရှစ်ထိပ်ကြီးမှုနော်ပေါ့နော်ကျွန်တော်ပြချင်တာဖြစ်ပါတုံးကက်မှုပါနော်ကျွန်တော်ဒီတုံးကက်မှုကိုကျွန်တော်တို့ဘယ်လိုကစားရလဲဆိုတော့ကျွန်တော်တို့ဒါနှစ်ဆနေပါတော့ကျွန်တော်ဒါနှစ်ဆနေလို့ပြောလို့ရအောင်ပါနော်ခုန်ခုန်ကိုပြန်နေစားလို့ ျွန်တော်တို့ဘယ်လိုကစားမလဲဆိုတော့ကျွန်တော်ပထမဆုံးကျွန်တော်တို့ဒါလုံးမဲ့ဆက်လုံးမဲ့ဆက်ကိုကျွန်တော်ရေလုံးပြလိုက်ပါမယ်เนาะလုံးပိုင်ဆိုင်မပြခင်မှာသူကဒီလေးပင်မြောက်မှာသူက၈လုံးပါเนาะ၈လုံးပါเนาะကျွန်တော်ဒါလေးပင်မှာတက်ကျွန်တော်ဒါ၈လုံးပါလို့ဆိုကျွန်တော်ကစားမှာဖြစ်ပါเนาะโอเคကျွန်တော်ပထမဆုံးကျွန်တော်ဒီ site ကပါเนาะဒီထိတ်စီနှလုံးပေါင်းเนาะဒီ9နဲ့9နဲ့ထိတ်နှလုံးပေါင်းခြင်း၄ပေါ့ကျွန်တော်ဒါ break site ကိုအရင်ပြမှာဖြစ်ပါတယ် ဒီနှလုံးပေါင်းခြင်းလေးကကျွန်တော်တို့ဒီသုံးထိတ်နဲ့ဒီရတစ်ပရိတ်နဲ့ပေါင်းခြင်းလေးလို့ပြတာနော်ဒီနှလုံးပေါင်းခြင်းလေးကဒီသုံးထိတ်နဲ့ဒီရတစ်ပရိတ်နဲ့ကိုလေးလို့ပြတာနော်နောက်တစ်ခါမှာဒီနှလုံးပေါင်းခြင်းတစ်ကကျွန်တော်တို့ဒီရနှစ်ထိတ်နဲ့ဒီရကိုးပရိတ်နဲ့ကိုကျွန်တော်တို့ကတစ်တာနော်အပရိဆိုင်ပါနော်ဒီနှလုံးပေါင်းခြင်း6ကကျွန်တော်တို့ကဒီရသုံးထိတ်နဲ့ကျွန်တော်တို့ဒီမှာပရိတ်သုံးနဲ့မှာကျွန်တော်တို့က6မှာဖြစ်ပါတယ်နော်6ပြဖို့တော့ဆိုရင်ကျွန်တော်တို့ဒီမှာ 3 break ဖြစ်ပါတယ်နော်3 break ကိုကျွန်တော်ကစားမှဖြစ်ပါဒီမှာ3 break နဲ့ကျွန်တော်ဘယ်လိုကစားလဲဆိုတော့ကျွန်တော်တို့ဒါဒုတိယကျွန်တော်တို့ဒီထိတ်စီလုံးပိုင်းဆိုင်ကကျွန်တော်တို့ဖမ်းလာလဲဆိုရင်ကျွန်တော်ဆက်ပြီးပြမှာဖြစ်ပါတယ်နော်၈လုံးပိုင်းအတွက်ရှစ်လုံးမှန်တော့ကျွန်တော်တို့ဒီကနန်းလေးလုံးပေါင်းခြင်းခွန်ခွန်တုံညာပေါင်းခြင်းတိအဲ့ဒီတိက နည်းနည်းချိန်ဆိုင်မှာနော်ဒီကနေ့ခွန်လေးလုံးခွန်သုံးလုံးနဲ့တုံညာနဲ့ပေါင်းရင်တစ်ကအဲ့တစ်ကဒီနှလုံးပေါင်းရင်တစ်လို့ကျွန်တော်တို့ဒါထည့်တာဖြစ်တယ်အဲ့မှာထိတ်စီးထည့်တယ်နော်ကျွန်တော်ဒီကနေ့လေးလုံးပေါင်းခြင်း၅ကဒီထိတ်စီးနှလုံးနှစ်ထိတ်နဲ့သုံးထိတ်နဲ့ပေါင်းရင်၅လို့သူကမထည့်တာနော်ဒါဆိုရင်ကျွန်တော်ဒီကနေ့လေးလေးလုံးပေါင်းခြင်း၁ကဒီထိတ်စီးနှလုံးပေါင်းခြင်း၁လို့ထည့်မှာကျွန်တော်တို့က၈ထည့်နော်၈ထည့်ကိုကစားမှာဖြစ်ပါတယ်ဟုတ်ပြီ ရှစ်ထည့်ကိုကျွန်တော်တို့ကားစုကစားလဲနောက်ဆက်ပြမှာဖြစ်ပါတယ်နော်ကျွန်တော်ဒီလိုရှစ်ထည့်ရပြီဆိုတော့ကျွန်တော်တို့ဒီမှာဒီအတွဲကနေပါနော်အတွဲကနေကိုကျွန်တော်တို့ထက်ချုပ်ထားတယ်ဆိုရင်ဒီသုံးလုံးပေါင်းခြင်းကခွန်အဲ့ဒီခွန်ကိုကျွန်တော်တို့ကဒီနှလုံးပေါင်းခြင်းခွန်လို့ထည့်နော်ဒီသုံးလုံးပေါင်းခြင်းတက်ကအဲ့ဒီတက်ကိုသူကဒီရှင်နှလုံးပေါင်းခြင်းတက်ဆိုသူကထည့်ဒီသုံးလုံးပေါင်းခြင်း၄ကို ျွန်တော်ကဒီရှင်လုံးမောင်ကြီးလေးလို့ထည့်မယ်ဆိုရင်6 6တော့ပေါ့နော်6 6တော့အဲ့ဒီ6လုံးမှာဘယ်အလာလဲဆိုရင်အဲ့ဒီ6လုံးမှာဘယ်ကလာလဲဆိုရင်ကျွန်တော်ကဒီ3လုံးမောင်ကြီး9ခါမှာ9ခါလို့ထည့်တာဒီ3လုံးမောင်ကြီး6ခါဒီမှာ6ခါလို့ပြောတာထည့်တာဒီ3လုံးမောင်ကြီး6ခါဒီမှာ6ခါလို့ပြောတာထည့်တာ ဲ့ဒီမှာကျွန်တော်တို့က6 6တွယ်ရှိတွယ်4ပေါ့နော်ဒါရှိတွယ်4ကိုကျွန်တော်တို့ဒီဇိုင်းဖြစ်ပါတယ်နော်ဒီ3လုံးပေါင်းကြီးကိုကကိုးခါလို့ဆိုပြီးတော့ဒီလမ်း3လုံးပေါင်းကြီးခွန်ဖို့ဒီရှင်းလုံးပေါင်းကြီးခွန်လို့သူထည့်ပြီးတော့8ထိပ်ကြီးကိုးခါနဲ့ထည့်တာနော်ဒီ3လုံးပေါင်းကြီး8ကိုသူကဒီမှာ8ခါလို့ထည့်ပြီးတော့ဒီ3လုံးပေါင်းကြီး1ခါဒီရှင်းလုံးပေါင်းကြီး1ဆိုတော့သူက38တွယ်သူကထည့်တာဟုတ်နော်ဒါဆိုကျွန်တော်တို့ဒီ၃လုံးပေါင်းကြီး၆ကကျွန်တော်တို့၆ခါလို့ထည့်ပြီးဆင်ပြန်ကျွန်တော်ဒီ၃လုံးပေါင်းကြီး၄ကရှေ့တဲ၅လုံးပေါင်းကြီး၄ကျွန်တော်တို့ ာ16တွေ့တယ်နော်16တွေ့အဲ့ဒီ16တွေ့ပါကျွန်တော်ချုပ်တာဖြစ်ပါအဲ့ဒီ16တွေ့နဲ့ကျွန်တော်တို့က16တွေ့ရပြီဆိုရင်ကျွန်တော်တို့ကဒီနှလုံးပေါင်းခြင်း၄ကဒီ၃နဲ့ဒီတစ်ပြိနေကိုကျွန်တော်တို့ဒါ၄လို့ယူဆတာပေါ့နော်ဒီထိတ်နှလုံးပေါင်းခြင်းတက်ကလည်းကျွန်တော်ဒီနှစ်ထိတ်နဲ့ဒီ38တွဲနဲ့ဒါကိုးပြိဏ္ဏကိုကျွန်တော်ကတက်လို့ကျွန်တော်ကပြန်ပြီးဖြည့်တာပေါ့နော်ဒီနှလုံးပေါင်းခြင်း6ခုလည်းကျွန်တော်တို့က ီ6ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီ3ထိတ်နဲ့ဒီနှလုံးပေါင်းခြင်း၄နဲ့ဒီ break 3နဲ့ပေါ့နော်ဒါ break 3လို့ကျွန်တော်တို့ကသတ်မှတ်ဖြစ်ပါတယ် break 3နဲ့ဆိုရင်ကျွန်တော်တို့က6 6ဆိုတော့၄ကျွန်တော်တို့ကိုယ်ပိတ်ကိုထည့်လိုက်ကိုယ်ပိတ်ကိုထည့်လိုက်ဆိုရင်ဒါကျွန်တော်တို့ break 3ပေါ့နော်ဒီ3 3ထိတ်နဲ့ဒီ break 3နဲ့ပေါင်းခြင်း6ဆိုပြီးတော့ကျွန်တော်တို့ဒါပြန်ဖြည့်ရအောင်နော်6ပြန်ဖြည့်စားသွားတာဟုတ်ပြီနော်အဲ့ဒီမှာပဲကျွန်တော်တို့ကနောက်စင်ကဘလို့ထက်လောက်ပါလဲဆိုတော့နော်ကျွန်တော်တို့ဒါ လုံးပိုင်ဆက်ရကျွန်တော်တို့ဘလူးအယူယူလို့ရပါဘောနော်ဒီနှလုံးမုံချင်း၄ခါကျွန်တော်တို့ဒါဒီဒီလုံးပိုင်ဘောနော်ဒီနှလုံးမုံချင်း၈ခါဒီမှာ၈လုံးပိုင်ဒီနှလုံးမုံချင်း၉ခါဒီမှာကျွန်တော်၉လုံးပိုင်ကျွန်တော်ဒါထည့်လို့ရတယ်နော်အဲ့လိုထည့်လို့ရတယ်ပြီးရင်ကျွန်တော်တို့ကဒီ၃လုံးမုံချင်း၄ခါလည်းကျွန်တော်၄လုံးပိုင်ဒီ၃လုံးမုံချင်း၈ခါကျွန်တော်တို့ဒီမှာ၈လုံးပိုင်ဒီ၃လုံးမုံချင်း၈ခါလည်းကျွန်တော်တို့ဒီမှာ၈လုံးပိုင်လည်းကျွန်တော်တို့၈၆၉နော်၈၆၉ပြန်ဒါပြမှာဖြစ်ပါ ဟုတ်ပြီသူကအဲ့မှာဘလို့ထွက်ချုပ်ထားလဲဆိုတော့နော်ဒီသုံးလုံးပေါင်းချင်းတုံညာဒီသုံးလုံးပေါင်းချင်းတုံညာလို့ဖြစ်တယ်ဒီသုံးလုံးပေါင်းချင်းသုံးငါဒီသုံးလုံးပေါင်းချင်းသုံးလို့ပြန်ထည့်ဒါဆိုရင်ကျွန်တော်တို့ကဒီသုံးလုံးပေါင်းခြင်းခွန်ကကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်း ခွန်ကိုပြန်ထည့်မှာအဲ့ဒါမှကျွန်တော်တို့6 869တဲ့လို့ကျွန်တော်တို့ဒါပတ်ပိုင်နေလည်းရမှာဖြစ်ပါနော်ဟုတ်ပြီကျွန်တော်ချိန်မိစေအလုံးမဲ့ကြမ်းမယ်လို့ကျွန်တော်တို့မျှလင့်နေနော်ဒီနောက်ပိတ်အတွဲဆိုင်ကိုလည်းကျွန်တော်တို့ထပ်ဖန်လို့ရဖြစ်တယ်ကျွန်တော်တို့နောက်နောက်တွဲပေါ့နော်နောက်တွဲဆိုင်ဒီလေးလုံးပုံချင်းကကျွန်တော်တို့ဒါအုံညာဒီလေးလုံးပုံချင်းကကျွန်တော်တို့ဒါတက်ဒီလေးလုံးပုံချင်းကကျွန်တော်တို့ဗာရတာဖြစ် နှစ်ပါခွန်ရကျွန်တော်တို့6ရ9ရပေါင်းရင်2ပေါ့နော်7ရခွန်ရ7ရ8ရပေါင်းရင်1ပေါ့နော်ကျွန်တော်တို့3ရရခွန်ရ9ရ4ရပေါင်းရင်ဟာ3ရပါ3ရ1နဲ့ဆိုတော့ဒါကျွန်တော်တို့နောက်တွဲ5ကိုဒါတွက်ချုပ်ရအောင်နော်ချုပ်ပြီးရချုပ်ွက်ဆိုင်ကတော်တော်လေးကိုပေါင်းဒီလုံးပေါင်းချင်းဒီ3လုံးပေါင်းချင်း3ရကကျွန်တော်ဒီနောက်3လုံးပေါင်းချင်း3ရလို့ဆိုထည့်တာနော်ဒီ3လုံးပေါင်းချင်း3ကကျွန်တော်3လုံးပေါင်းချင်း3လုံးဆိုပြန်ထည့်ပါလား ဒါမျိုးဒါဆယ်ခွက်ဆိုက်လို့ကျွန်တော်ထိုးလို့ရပါတော့နော်ဒီသုံးလုံးမုံကြီးကျွန်တော်တို့ခွန်လာဒီသုံးလုံးမုံကြီးခွန်လို့ပြန်ထည့်ရနော်ရှစ်ချော့ပြတဲ့ကောဟာဒီသုံးလုံးမုံကြီးတက်ခါလဲဆိုတော့ဒီသုံးလုံးမုံကြီးတက်ဆိုသူကပြန်ထည့်ဟင်ဒီသုံးလုံးမုံကြီးသုံးခါလဲဆိုတော့ဒီသုံးလုံးမုံကြီးသုံးလို့သူကပြန်ထည့်ဟမ်အဲ့ဒီမှာလဲကျွန်တော်ကဒီသုံးလုံးမုံကြီး၆ခါလဲဒီသုံးလုံးမုံကြီး၆လို့သူကပြန်ချုပ်လာတာ ဟင်းရဲလဲလဲကိုချုပ်လာနော်သူကဒီသုံးလုံးမောင်းကြီးတက်ကဒီသုံးလုံးမောင်းကြီးတက်လို့ချုပ်ပြီးဒီသုံးလုံးမောင်းကြီးတုံညာကဒီသုံးလုံးမောင်းကြီးတုံညာလို့ချုပ်ဒီသုံးလုံးမောင်းကြီးတုံးကလည်းဒီသုံးလုံးမောင်းကြီးတုံးလို့သူချုပ်ပြီးဒီသုံးလုံးမောင်းကြီးတုံးကဒီသုံးလုံးမောင်းကြီးတုံးလို့သူပြန်ချုပ်လာနော်ဒီပြန်မလဲသူကဒီသုံးလုံးမောင်းကြီးချောက်လို့၆ပြည့်ချင်တယ်ဒီသုံးလုံးမောင်းကြီးချောက်လို့သူကပြန်ထည့်ပြီးတော့ဒီသုံးလုံးမောင်းကြီးခွန်ကလည်းဒီသုံးလုံးမောင်းကြီးခွန်လို့သူကပြန်ရိုက်လာတာဟုတ်ဆောင်ရောင်းကောင်းတဲ့ကနန်းတို့ကပေါ့နော်ကျွန်တော်တို့က ရှစ်ချောက်ကူပါနော်နော်ဟုတ်ကဲ့အားလုံးကျွန်တော်ချင်းမင်းဆိုရင် channel တက်လို့ညွှန်လင်းထားပါနော်ကျွန်တော်ဒီမှာလုံးမိုင်ဆိုင်ရလဲနော်ကျွန်တော်ဒီနှလုံးပေါင်းကြီး၄ခါမှာ၄လုံးပါပေါ့နော်ဒီနှလုံးပေါင်းကြီး၈ခါလေးမှာ၈လုံးပါနှလုံးပေါင်းကြီး၉ခါကျွန်တော်ဒီမှာ၉လုံးပါနော်ဒီနှလုံးပေါင်းကြီး၉ခါကျွန်တော်ဒီမှာ၉လုံးပါဒီလုံးမောင်ကြီးဒီတုံးမောင်ကြီး၈ခါလဲဒီမှာ၈ခါလုံးပဲဒီတုံးမောင်ကြီး၆ခါလဲဒီမှာကျွန်တော်တို့၆ခါလုံးပဲ အဲ့ဒီမှာမှကျွန်တော်တို့ရှစ်လုံးပိုင်းကပုံတည်ထည့်ပါနော်ရှစ်လုံးပိုင်းပုံကြီးထည့်ပါတော့အဲဒီမှာကျွန်တော်တို့ဟာရှစ်ဆောက်ဟိုပြေပေါ့နော်နော်အားလုံးလည်းကျွန်တော်ချင်းမရှိသေးချန်နယ်တက်လို့ထည့်ပါတယ်ကျွန်တော်တို့ဒီမှာထူးခြားတာတစ်ခုကရှစ်ထိပ်စီညီကိုတွဲပါပါမနော်ရှစ်ညီကိုတွဲပြီးတော့ပါပါတစ်ပြဲထည့်ပါနော်ဒီမှာလည်းရှစ်ပိတ်နဲ့ကျွန်တော်တို့ရှစ်ညီကို ရှစ်ရှစ်ပူနေကျွန်တော်ဒါပါဝါတရေထည့်ပါနော်ဒီပြင်မှာကျွန်တော်ရှစ်ထည့်နေကျွန်တော်တို့ဒါနှက်ခတ်တွေကျွန်တော်ဒါအစားမှာတို့ဒီမို့ကျွန်တော်တို့ကရှစ်လေးတွင်နဲ့ရှစ်သုံးတွဲရှစ်နှစ်တွဲရှစ်နှစ်တွဲဘူကာရှစ်ကာဟုံကာဒါလွယ်လွယ်လေးထည့်သွားမှာဆိုရင်ကျွန်တော်တို့ကဒီနှစ်ကွက်ပေါ့နော်ဒီမှာ၈၉အတွင်းနဲ့ကျွန်တော်တို့၄ပိတ်နဲ့ထည့်ပါနော်ပါဝါနဲ့ထည့်ပါဒီမှာကတော့ ရှစ်ရှစ်တွင်နဲ့ရှစ်သုံးပါပါနဲ့ထွက်ပါလားဒီမှာကတော့ကျွန်တော်တို့ကရှစ်ကိုပြီးရင်ရှစ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 ်ပြီးရင်ကျွန်တော်တို့ရှစ်ခွန်ရှစ်ခွန်နဲ့ကျွန်တော်တို့ကပါဝါတရွဲရိုက်မယ်လေကိုလေးတရွဲရှစ်သုံးတရွဲကျွန်တော်ခွန်နှစ်တရွဲဆိုရင်ကျွန်တော်တို့ရှစ်ခွန်နှစ်ရှစ်ချောက်ကိုပြောပါတော့အားလုံးပဲကျွန်တော်ချင်မယ်ဆိုပြီးကိုလာပါတောင်းအောင်ရပါပြီနော်ဒါကတော့ကျွန်တော်တို့ဗီဒီယိုဖိုင်ရင်ဤဒီ 3ဖြစ်ပါဆိုတော့3ပုံမြောက်ပြီးလိုပါဖြစ်ပါတယ်အားလုံးပဲကြံ့နေတတ်မယ်လို့ထင်ပါတယ်ကိုလက်ပါ see you next video